မင်္ဂလာပါခင်ဗျာ2023ခုနှစ်မေလ9ရက်တောက်ကြနေည RFA ရုံမြင့်တန်းကြားအစီအစဉ်တွေကို American ပြည်တော်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကနေရင်ကျော်ပါကျွန်တော် RFA ရဲ့အစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိတင်ဆက်သွားမှာပါဒီကနေ့တွေနောက်ဆုံးသတင်းတွေစပြီးတင်ပြပါရမယ်ခင်ဗျာနောက်ထပ်ဖွဲ့စည်းပုံအခြေခံဥပဒေကို2015ခုနှစ်မတိုင်ခင်မှာအမြန်ဆုံးပြုပြင်စေလိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါ်ဆန်းစုကြည်ကဒီကနေ့ပြောလိုက်ပါတယ်။ရန်ကုန်မြို့မိကစားဟိုတယ်မှာ၃ရက်ကြာကျင်းပခဲ့တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဆွေးနွေးပွဲပြီးသတင်းစာရှင်းလင်းပွဲမှာဒေါ်ဆန်းစုကြည်ကပြောလိုက်တာပါ။တကယ်လို့ကြံ့ခိုင်ဖုံပြွေးပါတီကလည်းဒီ2008အခြေခံဥပဒေကိုပြင်ဆင်လိုတဲ့ဆန္ဒရှိတယ်ဆိုရင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဒေါ်ဆန်းစုကြည်ကပြောပါတယ်။ဒါပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းအပြင်တရားဥပဒေစိုးမိုးမှုပိုရှိလာနိုင်ပြီး ပြည်တွင်းညဉ့်ညဉ့်နဲ့လည်းနှီးဆက်လာမယ်အကြောင်းဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့စဉ်းစားတဲ့အခါမှာလွှတ်တော်တွေကတမတော်သားကိုယ်စားလှယ်25ရာခိုင်နှုန်းကိုထည့်သွင်းစဉ်းစားရမှာဖြစ်တဲ့အကြောင်းကိုလည်းဒေါင်ဆန်းစုကြည်ကပြောလိုက်ပါတယ်ခင်ဗျာအရင်ဆေးဆိုးရရဲ့ဖိနှိပ်မှုတွေကြောင့်နလန်မထူနိုင်တဲ့မြန်မာတက္ကသိုလ်တွေကိုဗြိတိန်တက္ကသိုလ်တွေအနေနဲ့လိုအပ်တဲ့အကူအညီတွေပေးကြဖို့ဒေါင်ဆန်းစုကြည်ကပန်ကြားလိုက်ပါတယ်ဗြိတိရှကောင်စီနဲ့လန်ဒန်တက္ကသိုလ်ပူးတွဲပြီးဗြိတိန်နိုင်ငံမှာမနေ့ကကျင်းပတဲ့ဗြိတိန်မြန်မာမူဝါဒရေးရာဆွေးနွေးပွဲမှာဒေါင်ဆန်းစုကြည်ကဗီဒီယိုကနေတစ်ဆင့် အမှားစကားပြောလိုက်တာပါ For decades Burma has suffered from a poor education system and once the pride of Southeast Asia we have now fallen behind all our neighbors we want to change the situation to give our people မြန်မာတက္ကသိုလ်တွေဟာနှစ်90လောက်ကြာမြင့်ခဲ့တဲ့ဆေးဥချိုရေးအောက်မှာလုံးဝပျက်စီးလို့နေပါဖြစ်ခဲ့ရတဲ့အကြောင်းအရှိတောင်အာရှရဲ့ဂွန်ဒရက်တစ်ခုအဖြစ်ရှိခဲ့တဲ့မြန်မာပညာရေးဟာ ခုတော့အင်ဒီဂျင်နိုင်ငံတွေရဲ့နောက်မှာပြတ်ကျန်နေခဲ့ပြီဆိုတဲ့အကြောင်းလူစုမိမှာဆိုရင်လည်းတက္ကသိုလ်အဆောင်တွေဆိုတာကလည်းမရှိတော့တဲ့အကြောင်းနဲ့မြန်မာကျောင်းသားကျောင်းသူတွေဟာတက္ကသိုလ်ဘဝဆိုတာကိုမခံစားမသိရှိနိုင်ကြတော့တဲ့အကြောင်းဒေါက်တာဆန်းစုကြီးကပြောသွားတာပါဆက်လက်ပြီးသူ့အနေနဲ့လွှတ်တော်အမတ်တဦးအဖြစ်နဲ့ပညာရေးဥပဒေမူကြမ်းရေးဆွဲရေးကော်မတီရန်ကုန်တက္ကသိုလ်ပြန်လည်ထူထောင်ရေးကော်မတီတွေမှာတာဝန်ယူထားတဲ့အတွက်လက်ရှိပြောင်းလဲလာနေတဲ့အခွင့်အလမ်းတွေကိုအကောင်းဆုံးအသုံးချသွားမယ်အကြောင်းကိုလည်းဒေါက်တာဆန်းစုကြီးကပြောပါတယ် အဲ့ဒီဆွေးနွေးပွဲကိုပညာရေးဌာနဒုတိယဝန်ကြီးဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့လည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာနိုင်ငံရေးကျင်းသားဟောင်းတွေကိုပြည်မှုဆိုင်ရာကျင့်သုံးဥပဒေပုံမှန်401အပိုက်တင်နဲ့ပြန်ပြီးဖမ်းဆီးတာကိုလုံးဝလက်မခံနိုင်တဲ့အကြောင်း88မျိုးဆက်ကြောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ကမနေ့ကပြောလိုက်ပါတယ်ဖွင့်လင်းလူဖွဲ့စည်းပေါ်ဆောင်ရေးခီးစဉ်ဖြစ်ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုရောက်နေချိန်မှာကိုမင်းကိုနိုင်ကအခုလိုပြောလိုက်တာပါနိုင်ငံရေးကျင်းသားဟောင်းတူဖြစ်တဲ့ဗိုလ်ကြီးအောင်နေမျိုးစဉ်ကိုပြီးခဲ့တဲ့ရက်ပိုင်းတော့ အတေးဖြတ်မှုဆွဲချက်နဲ့ဒဏ်ငွေကျပ်နှစ်ပေါင်းပေးဆောင်ဖို့ဒါမှမဟုတ်ရင်ထောင်ဒဏ်3လကြာခံဖို့အမိန့်ချမှတ်ခဲ့တဲ့အခါမှာကိုနေမျိုးစင်ကဒဏ်ငွေမဆောင်ပဲထောင်ဒဏ်ကိုပဲရွေးခဲ့ပါတယ်။အဲဒီနောက်မှာတော့အရင်တော့ကြံခဲ့တဲ့ပြစ်ဒဏ်ကျွေးချံ6နှစ်ကိုပါထပ်ပြီးကြာခံဖို့ပြည်ထောင်စုဝန်ကြီးကအမိန့်ထုတ်ပြန်လိုက်တာလို့သိရပါတယ်။တိုင်းပြည်ဒီမိုကရေစီနိုင်ငံဖြစ်အောင်ဝိုင်းဝန်းတည်ဆောက်နေချိန်မှာအဲဒီလိုမျိုးပုံမှန်၄ရက်တမျိုးမရှိသင့်တော့တဲ့အကြောင်းကိုမင်းကိုနိုင်ကပြောဆိုလိုက်ပါတယ်ခင်ဗျာ။ ခေတိုင်းမှာနိုင်ငံရေးချိုးကိုးတွေရှိတဲ့အကြောင်းနဲ့အဲ့လိုကြုံလာတိုင်းမှာအကြောင်းသားတို့အနေနဲ့တာဝန်ကျေပွန်ထမ်းဆောင်ကြဖို့မြန်မာနိုင်ငံလုံးဆိုင်အကြောင်းသားတမကများအဖွဲ့ချုပ်ဘာဂဒအကြောင်းသားဟောင်းဦးလရွှေကတိုက်တွန်းလိုက်ပါတယ်။ရန်ကုန်မြို့မှာဒီကနေ့ကျင်းပတဲ့89နှစ်မြောက်မြန်မာနိုင်ငံလုံးဆိုင်အကြောင်းသားတမကများအဖွဲ့ချုပ်နှစ်ပတ်လည်အခမ်းအနားမှာအခုလိုတိုက်တွန်းလိုက်တာပါ။ဒီအခမ်းအနားကို88မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကိုကြီးနဲ့တက်ရောက်ပြီးနိုင်ငံရေးအကြောင်းသားအတိတ်ပွင့်ဆောင်မှုနဲ့ပတ်သက်လို့ပြောကြားခဲ့ပါတယ်။ ဒီခန္ဓာကိုခရစ်ဆက်ဆက်ចောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ចောင်းသားကောင်းဆောင်တွေအစုံအလင်တက်ရောက်ခဲ့ပါတယ်။ဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားတာဝန်ကများအဖွဲ့ချုပ်ဘာဂဒါကို1936ခုနှစ်မေလပထမပတ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အင်တာနက်လူမှုကွန်ရက်တွေပေါ်ကနေအခြေအနေတွေမတည်ငြိမ်အောင်လှုပ်ဆောင်နေသူတွေကိုအရေးယူဖို့မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံတမန်ကြီးဒဲရစ်မီရှဲကတိုက်တွန်းလိုက်ပါတယ်။ရန်ကုန်မြို့အမေရိကန်စင်တာမှာမေလ10ရက်နေ့ညနေကကျင်းပခဲ့တဲ့ လွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ဆိုင်ရာဆွေးနွေးပွဲမှာအမေရိကန်သံတမန်ကြီးကပြောလိုက်တာပါအမေရိကန်တန်ယုံလူမှုဆက်သွယ်ရေးလက်ထောက်အရာရှိမိုက်ကယ်ကွင်လန်းကလည်းလွတ်လပ်စွာပြောဆိုခွင့်ကိုဥပဒေနဲ့သတ်မှတ်ဖို့လိုအပ်ပြီးတရားရေးစနစ်ကလည်းစောင့်ကြည့်နေရမှာဖြစ်တဲ့အကြောင်းလူမှုရေးဘာသာရေးသွေးထိုးလှုံ့ဆော်တာတွေအသေးပြည့်အောင်စော်ကားရေးသားတာတွေဟာလက်ခံနိုင်စရာမရှိတဲ့အကြောင်းပြောပါတယ်ဒီဆွေးနွေးပွဲမှာလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ရဲ့အဓိပ္ပာယ်နဲ့သဘောတဘာဝမီဒီယာလွတ်လပ်မှုနဲ့မြန်မာနိုင်ငံအခြေအနေစင်စာပြဿနာ စတာတွေဆွေးနွေးခဲ့ပါတယ်။အဲဒီဆွေးနွေးပွဲကိုចောင်းသားចောင်းသူတွေစာရေးဆရာအရိတာတွေနဲ့ blogger တွေတက်ရောက်ခဲ့ပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့လူမျိုးရေးပဋိပက္ခတွေကကြောက်တော်မျိုးနယ်ကအကြမ်းဖက်မှုမိရှုံမှုတွေနဲ့ပတ်သက်လို့ထောင်နဲ့ချမှတ်ခံရတဲ့ဒေသခံတွေရဲ့ဘက်ကနေဆက်ပြီးအယူခံတင်သွားမယ်လို့ရှင့်နေတော်အေနုစိန်ကဒီကနေ့ပြောလိုက်ပါတယ်။ဒေသခံတိုင်းရင်းသား၁၀ဦးပေါ်တိုင်ကြားခဲ့တဲ့အမှုအပေါ်သုံးသပ်နေတာတွေကလွဲချော်နေတဲ့အတွက် ြစ်ဒဏ်စီရင်တဲ့အပေါ်မကျေနပ်တာကြောင့်အယူခံတင်ဖို့ဆုံးဖြတ်ရတာလို့ဆိုပါတယ်။အခုထောင်ဒဏ်ချမှတ်ခံရသူတွေဟာကြောက်တော်မျိုးနယ်၊ရွာသစ်၊ကြောက်ဖြူရွာသစ်၊ကတိတော်စားတဲ့ရွာတွေကဖြစ်ပြီးဒီလ9ရက်နေ့ကထောင်ဒဏ်6လကနေ3နှစ်အထိအသီးသီးချမှတ်ခံခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံမှာလက်တလောဖြစ်ပေါ်ခဲ့တဲ့ဘာသာရေးပြဋိပက္ခတွေအပေါ်ရှုမြင်သုံးသပ်ချက်တွေနဲ့ပတ်သက်ပြီးဆွေးနွေးပွဲတစ်ခုကိုထိုင်းနိုင်ငံဘန်ကောက်မြို့နိုင်ငံသားတည်နှောင်များကလပ်မှာမနေ့ကပြုလုပ်ခဲ့ပါတယ် လန်ဒန်စီးပွားရေးတက္ကသိုလ်ပါမောက်ခဒေါက်တာမောင်စာနီအစ္စလမ်ဘာသာပညာရှင်ဦးမျိုးဝင်းနဲ့ထိုင်းနိုင်ငံကလူမှုပြုပြင်ပြောင်းလဲလှုပ်ရှားသူအာဂျမ်ဆူလက်တိုကမြန်မာပြည်တွင်းဖြစ်ခဲ့တဲ့ပௌဒ္ဓဘာသာနဲ့မွတ်စလင်ဘာသာဝင်တွေရဲ့ပြိပခါတွေကိုသုံးသပ်ဆွေးနွေးခဲ့ကြတာပါ။ရခိုင်ပြည်နယ်မှာရိုဟင်ဂျာနဲ့ရခိုင်လူမျိုးတွေကြားဖြစ်ခဲ့တဲ့အဓိကရုံးတွေမဲထီလာမြို့မှာဗုဒ္ဓဘာသာနဲ့မွတ်စလင်တွေကြားဖြစ်ခဲ့တဲ့အကြမ်းဖက်မှုတွေကနေတိုင်းပြည်ရဲ့ရှေ့အလားအလာတွေပေါ်ဘလို့တက်ရောက်လာနိုင်တယ်လဲဆိုတာတွေဆွေးနွေးခဲ့ကြပါတယ်။ ဒါပြင်လာမယ့်2015ခုနှစ်ရွေးကောက်ပွဲအနိုင်ရဖို့အတွက်အမျိုးသားရေးကိုအသုံးချတဲ့နိုင်ငံရေးသမားတွေဘာသာရေးအစွန်းရောက်သူတွေကဒီလိုပြစ်ပတ်ကတွေကိုဖန်တီးအသုံးချလာနိုင်တယ်ဆိုတဲ့အချက်လဲပါဝင်ပါတယ်ဒီဆွေးနွေးပွဲမှာ Al Jazeera သတင်းဌာနက Verino Ka Padrosa ကအစီအစဉ်မူအဖြစ်ဆောင်ရွက်ခဲ့ပြီးနိုင်ငံတကာသတင်းဌာနတွေစိတ်ပါဝင်စားသူတွေတက်ရောက်ခဲ့ပါတယ် မြန်မာနိုင်ငံရဲ့စီးပွားရေးအတွင်းကူးပြောင်းမှုမှာနောက်ကျမကြံသေးဘို့ဘ ਹੁ အဆင့်မှာလည်းမကဘဲအောက်ခြေအဆင့်တွေမှာလည်းအသိန်းဖွဲ့တွေဖွဲ့စည်းကြဖို့အတွက်သမရဦးသိန်းစင်ကညွှန်ကြားထားတဲ့အကြောင်းကိုသမရရုံးဝန်ကြီးဦးတင်နိုင်လင်းကပြောလိုက်ပါတယ်။ရန်ကုန်မြို့ကမြန်မာနိုင်ငံကုန်သံများနဲ့ဆက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာဒီကနေ့ပြုလုပ်တဲ့ဆက်မှုကဏ္ဍနဲ့ဝန်ဆောင်မှုဒိုးတက်ရေးအသိန်းဖွဲ့များညှိနှိုင်းဆွေးနွေးပွဲမှာမြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဝန်ကြီးဦးတင်နိုင်လင်းကပြောလိုက်တာပါ။ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်ကနေ တမရရုံးဝန်ကြီးဦးစိုးသိန်းနှုတ်ထွက်ခဲ့ပြီးတဲ့နောက်ဝန်ကြီးဦးတင်နိုင်သိန်းကဥက္ကဋ္ဌဖြစ်တာဝန်ယူခဲ့ပြီးမှပထမဆုံးအကြိမ်ဆွေးနွေးပွဲကျင်းပတာလည်းဖြစ်ပါတယ်အသင်းဖွဲ့တွေဖွဲ့စည်းရုံတသက်မဟုတ်ပဲကဏ္ဍလိုက်ကွန်ထရိုးလုပ်ငန်းတွေပိုအားကောင်းလာဖို့နဲ့ဝန်ကြီးဌာနတွေအနေနဲ့လည်းအစိုးရတက်တန်လက်ကျန်သုံးနှစ်တာကာလအတွင်းချမှတ်ထားတဲ့ပြုပြင်ပြောင်းလဲရေးမူဝါဒတွေကိုလက်တွေ့အကောင့်တွေပေါ်ကြဖို့တမရဦးသိန်းစင်ကညွှန်ကြားထားတယ်လို့လည်းသိရပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာ2000ကစပြီးဘိန်းဆိုင်ပြိုးထုတ်လုပ်မှုတည်တည်တသာများလာနေတယ်လို့ ပြည်ထောင်ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုကဝန်ခံပြောဆိုလိုက်ပါတယ်။နေပြည်တော်မှာမနေ့ကကျင်းပတဲ့မြန်မာတရုတ်လာအောင်နဲ့ထိုင်းမူရည်စေဝါထင်းချုပ်ရေးလေးနိုင်ငံဝန်ကြီးများအစည်းအဝေးမှာအခုလိုပြောလိုက်တာပါ။မြန်မာနိုင်ငံရဲ့ဘိန်းဆိုင်ပြောထုတ်လုပ်မှုဟာ2006ခုနှစ်မှာ80ရာခိုင်နှုန်းလောက်ရောကြခဲ့ပြီမဲ့2008ခုနှစ်မှာတော့ပြန်ပြီးမြင့်တက်လာတယ်လို့ဆိုပါရယ်။ဒါပြင်မြန်မာနိုင်ငံဟာနိုင်ငံကမိုးရစေဝါခိုင်းနေတဲ့ဆက်နွယ်မှုတွေရှိနေတဲ့အတွက်စိုးရင်စရာအခြေအနေတွေကိုရောက်နေတယ်လို့လည်းဒုတိယဖွဲ့ချုပ်ကြီးကိုကိုကပြောပါတယ်။ မြန်မာနိုင်ငံမှာမူရစီဝပပျောက်ရေးကို2014ခုနှစ်နောက်ဆုံးထားပြီးအပိသက်ဆောင်ရွက်ဖို့သတ်မှတ်ထားပေမဲ့ရည်မှန်းချက်တိုင်းပြင့်ပြီးအောင်နောက်ထပ်5နှစ်အချိန်ယူရအောင်မယ်လို့မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်ထောက်ရဲချုပ်ဦးစော်ဝင်းကပြီးခဲ့တဲ့တနင်္လာနေ့ကပြောဆိုခဲ့ပါတယ်ခင်ဗျာရခိုင်ပြည်နယ်ကနေတရုတ်နိုင်ငံရွှေလီမြို့ထိတွေ့တန်းထားတဲ့တရုတ်မြန်မာရေနံနဲ့သဘာဝတန်ခွေပိုက်လိုင်းတိဆောက်ရေးနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲတစ်ခုကိုရန်ကုန်မြို့ကဘာရေးဖျားလမ်းမှာရှိတဲ့စီဒိုနာဟိုတယ်မှာဒီကနေ့ပြုလုပ်ခဲ့ပါတယ် ရေနံပိုက်လိုင်းတည်ဆောက်နေတဲ့တရုတ်ရေနံကော်ပိုရေးရှင်း CNPC နဲ့ဖက်ဆက်ကုမ္ပဏီတွေဖြစ်တဲ့အရှေ့တောင်အာရှတဘာဝဓာတ်ငွေပိုက်လိုင်းကုမ္ပဏီနဲ့ရေနံစိမ်းကုမ္ပဏီတို့ကပြုလုပ်ခဲ့တာပါ။ဓာတ်ငွေပိုက်လိုင်းပို့လို့ပို့ဆင်သက်ဖြစ်နေပြီဆိုတဲ့အကြောင်းနဲ့ကြောက်ဖြူမလေးကျုံးကဒေသခံတွေအတွက်လူမှုရေးအကူအညီတွေပေးအပ်ပြီးဖြစ်တဲ့အကြောင်းရှင်းလင်းခဲ့တာဖြစ်ပါတယ်။လေယာဉ်မြေရောကျင်းနဲ့ပတ်သက်လို့မီဒီယာတွေကမေးမြန်းတာကိုတော့တိတိကျကျပြန်ဖြေတာမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒီရေနံပိုက်လိုင်းကလည်းတစ်နှစ်ကိုရေနံစိမ်းတန်ချိန်22တန်းကျော်တင်ပို့နိုင်မှာဖြစ်ပြီး ီ pipeline နဲ့ပူးရဲတိဆောက်ထားတဲ့ဓာတ်ငွေ pipeline ကလည်းတစ်နှစ်ကိုတဘာဝဓာတ်ငွေကုဗမီတာ7ဘီလီယံပို့အပ်ဖို့နိုင်မယ်လို့သိရပါဗျ။ pipeline ဖြတ်တန်းကဖြင့်နှစ်စဉ် American dollar 73သန်းကျော်နဲ့ရေနံတထံပို့လွှတ်တိုင်း1ဒေါ်လာရမယ်လို့ကုမ္ပဏီကထုတ်ပြန်တဲ့လက်ကမ်းစာဆောင်မှာဖော်ပြတာပါဗျ။ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာမီဒီယာတချို့ကိုပဲရွေးချယ်ဖိတ်ကြားခဲ့ပြီး RFA ပါဝင်ပြည်တွင်းပြည်ကမီဒီယာတချို့ကိုတက်ရောက်သတင်းယူခွင့်မပေးခဲ့ပါဘူးခင်ဗျာ။ ကဘာမှာတတိယမြောက်အကြီးဆုံးဖြစ်လာမဲ့နေအောင်ကြီးစွမ်းရင်တုံးဆက်ယုံတယုံကို မကွေးတိုင်းမင်းမှုမြို့မှာ၁၈လအတွင်းအပီးတီဆောက်ဖို့မြန်မာလျှက်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ထိုင်းနိုင်ငံအခြေစိုက် GEP Green Earth Power Company တို့နားလည်မှုစာချုပ်လွှာရေးထိုးလိုက်ပါတယ်။ဒေါ်လာ285သန်းတဲ့ယင်းနှိမ့်ညွှန်နေမဲ့အဲ့ဒီဆက်ယုံဟာလျှက်စစ်မဂါဝတ်230ထုံးလုံးနိုင်မှာဖြစ်ပါတယ်။ဆက်ယုံတိဆောက်ရေးအတွက်ကုန်ကျစရိတ်80ရာခိုင်နှုန်းကိုချင်းဝင်နဲ့လဲပတ်ရမှာဖြစ်ပြီးကျန်တဲ့30ရာခိုင်နှုန်းကိုနှစ်ဖက်အညီမျှ ခွဲဝေကြခံမယ်လို့သိရပါတယ်။တစ်ချိန်တည်းမှာပဲမဂါဝတ်200ထုတ်လုပ်နိုင်မယ်။နောက်ထပ်စက်ရုံတရုံကိုမန္တလေးဒါမှမဟုတ်ရန်ကုန်မြို့မှာဆောက်လုပ်ဖို့ဆွေးနွေးနေပြီးဒီနှစ်ထဲမှာအပြီးသက်စာချုပ်ချုပ်နိုင်မယ်လို့မျှော်လင့်တဲ့အကြောင်း GB ကုမ္ပဏီဥက္ကဋ္ဌကိုကိုးကားပြီးဘန်ကောက်ပို့သတင်းစာမှာဖော်ပြထားပါတယ်ခင်ဗျာ။ဒီညအတွက်သတင်းကဏ္ဍကိုဒီများနဲ့ညနာခွင့်ပြုပါခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ် ကြခင်မင်းနဲ့ပိုင်းအတွင်းမှာပဲသတင်းဆောင်းပါးတွေဆက်ပြီးတင်ဆက်သွားပါမယ်ကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုမြန်မာစံတော်ချိန်ည၈နာရီခွဲကနေ9နာရီထိညစဉ်ထုတ်လွှင့်ပေးနေပါတယ်ဝေဖန်အကြံပေးချက်တွေကိုလည်းဖိတ်ခေါ်ပါရခင်ဗျာ RFA ရုံမြင့်တရားအစီအစဉ်တွေဆက်ပြီးကြီးရှုနေရတာပါအခုသတင်းပေးပို့ချက်တွေထုတ်လွှင့်ပေးပါတော့မယ်ဒီကနေ့ကြောက်ရတဲ့ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားတက်မှတ်ကများအဖွဲ့ချုပ် ABFSU 89နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကိုရန်ကုန်မြို့မှာဒီကနေ့ကျင်းပခဲ့တဲ့အခါမှာခေတ်ဆက်ဆက်ကိုစားပြုကျောင်းသားခေါင်းဆောင်တွေတက်ရောက်ခဲ့ပါတယ်အပြည့်အစုံကိုတော့ကျွန်တော် RFA သတင်းတောက်ကိုတီယာထွန်းကတင်ပြထားပါတယ်ခင်ဗျာအာဒါဒီရန်ရှင်လိုပြည်သူပေါ်ပါလေ1936ခုနှစ်မေလ10ရက်နေ့ကစတင်တည်ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာဒီနှစ်ဆိုရင်နှစ်ပေါင်း89နှစ်ရှိသွားပြီဖြစ်ပါတယ်။ဒီနှစ်ကြာရောက်တဲ့နှစ်ပတ်လည်အခါသမယမှာမြန်မာနိုင်ငံရေးမှာခေတ်ဆက်ဆက်ပါဝင်ခဲ့ကြတဲ့ကျောင်းသားခေါင်းဆောင်တွေတက်ရောက်ဟောပြောကြတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံရေးနဲ့ကျောင်းသားတမန်ကျောင်းသားတို့လှုပ်ရှားမှုနဲ့အမျိုးသားရေးလှုပ်ရှားမှုခွဲခြားမရသလိုခေတ်ဆက်ဆက်မှာကျောင်းသားတွေဟာမြန်မာနိုင်ငံရေးတိုးတက်ပြောင်းလဲမှုတွေအတွက်တက်သွေးတွေပြည့်စက်ခဲ့ကြရတာကိုထင်ရှားစေတဲ့နှစ်ပတ်လည်ပွဲလည်းဖြစ်ပါတယ်။လူငယ်မျိုးဆက်တဲ့ကျောင်းသားတို့အနေနဲ့ ီးနေတဲ့ပညာရေးစနစ်ကိုမလိုလားပဲကမ္ဘာအဆင့်မီရင်မောင်းတန်းနိုင်တဲ့ပညာရေးစနစ်ကိုလိုချင်ကြောင်းလက်ရှိဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဘိုးလုံငန်းကော်မတီဥက္ကဋ္ဌတာဝန်ယူထားတဲ့ကိုကျော်ကိုကအခမ်းအနားမှာပြောပါတယ်။ကျွန်တော်တောင်းတရားဆိုရှင်တောင်းတမှုခွင့်ရတဲ့ပုံကိုလည်းစဉ်ဆက်မဖြစ်ပေါ်လာတာတိုက်ပွဲဝင်နေတယ်။တောင်းတမှုခွင့်ရတဲ့ပုံနဲ့အညီဒီမိုကရေစီပညာရေးထောက်ပြတဲ့ပညာရေးစနစ်ကိုတိုက်တိုက်ခဲ့တဲ့အဲဒါကဒီမိုကရေစီပညာရေးတပ်ဖွဲ့ဖြစ်ပါတယ်။ထောက်ပြတဲ့ပညာရေးပုံစံမျိုးနဲ့ ကျောင်းသားတို့ကိုတိတ်ခွတ်တဲ့ပညာရေးစနစ်တွေကိုပုံလံပြီးတော့ကျောင်းသားတို့အနေနဲ့ရှစ်ကိုထုတ်တတ်မဲ့သိပ္ပံပညာနဲ့ညီညွတ်တဲ့အဲတနိုင်းနှလုံးလက်ခံနိုင်တဲ့ဗမာနဲ့ရေမောင်းတတ်နိုင်တဲ့ပညာရေးစနစ်ကိုအခုချိန်ကြီးလဲဆက်လက်ပိုင်းဝေဝင်နေပါတယ်။ဒါကျောင်းသားတို့စဉ်ဆက်မပြတ်ပိုက်ဘဲကာလဒီစဉ်ဆက်မပြတ်ပိုက်ဘဲကာလကိုကျုံပြီးတော့ဟောပြစ်ချန်တဲ့ပြိပက္ခတွေကြားရရမှာထုတ်တတ်လာရတယ်ဆိုတော့လေဒုတိယအချက်အနေနဲ့ပြောချင်ပါတယ် 1980ခုနှစ်ပတ်ဝန်းကျင်တဝိုက်ကကျောင်းသားလှူရှားမှုတွေထဲပါဝင်ခဲ့သူဦးထွန်းအောင်ကျော်ကမြို့သက်တကျောင်းသားတွေအတွက်ကျောင်းသားသမဂ္ဂအစအဦးလိုအပ်နေသေးကြောင်းအခုလိုပြောပါတယ်ကျောင်းသားသမဂ္ဂဆိုတာကျွန်တော်ကျောင်းသားလွတ်တော်နော်ကျွန်တော်ကျောင်းသားသမဂ္ဂဟာအနာဂတ်ကိုပူးဆောင်မယ်နိုင်ငံကောင်းဆောင်နေမွေးဖွားပြီးတဲ့နေရာစစ်တပ်ကတူကစစ်ကောင်းဆောင်နေရာတမ်းပြေကာဝယ်ရေးကိုသူတို့တောင်းယူသလိုကျွန်တော်ကျောင်းသားသမဂ္ဂကောင်းဆောင်နေရာတမ်းပြေအနာဂတ်ကိုပူးဆောင် ကျောင်းသားတမကမှာပညာရေးစီးပွားရေးနိုင်ငံရေးအကုန်လုံးဘာသာစုံတင်တဲ့ကျောင်းသားတွေပါတယ်အဲ့ပညာတတ်တွေကကျောင်းသားတွေဒီတိုင်းဒီခုကူးဆောင်မှာဖြစ်တယ်အဲ့လိုကူးဆောင်မဲ့တမကယူညွှန်ချိုးလိုက်ရတဲ့ကျွန်တော်နိုင်ငံဖွေးဖြစ်တယ်ဒီနေ့ဒီနေ့ဒီချိန်ကြီးဖွေးဖြစ်နေအဲ့ဒါကြောင့်ဒါကြောင့်မလို့ဒီတမကကိုကျွန်တော်ပေါ်ပေါက်ဖို့နဲ့အခုကျွန်တော်ပြောချင်တာကျွန်တော်အခုဒီမှာရှိနေတဲ့လူတွေအားလုံးเนาะဘာကြောင့်ကျွန်တော်ဒီနေရာမှာလုပ်နေရလဲ ဒီနေရာမှာလုပ်နေရကျွန်တော်တမ္မကအဆောက်အဦမရှိတဲ့အတွက်ဒီလိုလုပ်နေရသူကျွန်တော်ရောင်းတမ္မကအဆောက်အဦရတာရှိခဲ့မယ်ဆိုရင်နော်ကျွန်တော်တို့အဲ့ဒီတမ္မကအဆောက်အဦရမှာ88မျိုးဆက်ចောင်းသားកောင်းဆောင်တူဖြစ်သူကိုကိုကြီးကလည်းခေဆက်ဆက်ចောင်းသားလှူရှမ်းမှုတွေနဲ့ဆက်ဆက်ပြီးလက်ရှိအချိန်တွေမှာနိုင်ငံရေးအကျဉ်းသားအသေးပဲဖွင့်ဆိုခြင်းနဲ့ပတ်သက်ပြီးအခုလိုပြောခဲ့ပါတယ်ကျွန်တော်တို့ဒီကာလကိုဘယ်လိုဖြတ်ခဲ့လဲဆိုရင်ကျွန်တော်တို့ထောင်ချနေလုံးမှာအပြင်မှာလှူရှမ်းနေတဲ့ညီငယ်ညီမငယ်တွေရဲ့လှူရှမ်းမှုကလေးတွေပါ ျွန်တော်တို့ကိုခွာချစ်စေခဲ့ပါတယ်နိုင်ငံရေးအကျဉ်းသားဆိုတာဘယ်လိုပုံကူမျိုးဘယ်လိုပုံမှန်မျိုးဆိုတာကိုကျွန်တော်တို့အသေးပဲဖွင့်ဆိုနိုင်ဖို့ကျွန်တော်စူးစမ်းနေပါတယ်အဲ့ဒါဟာနောက်နောက်လာလက်တန်သောနိုင်ငံရေးအကျဉ်းသားများအတွက်ပါပို့ပြီးတော့ရေးကြည့်ပါဘယ်လိုလေးမတွက်ပါနဲ့ကျွန်တော်တို့အချိန်မရွေးနိုင်ငံရေးအကျဉ်းသားဖတ်ပြနိုင်ပါသေးတယ်ဖတ်ပြမဲ့သူတွေလည်းရှိပါသေးတယ်အဲ့တော့ ကျွန်တော်တို့ကနိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ခံရဖို့လိုပါတယ်အခုကျွန်တော်တို့သွားနေတာဟာလူရင်းသက်သက်ဖို့ပါနိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ပြီးသူတို့ကိုပေါင်းလဲမှာဘယ်လိုအစဉ်တန်းတွန်းနဲ့ထားရမလဲဆက်ဆံရမလဲဆိုတာတွေကိုတိတိကျကျပြဖို့လိုပါတယ်နိုင်ငံရေးအကျဉ်းသားဆိုတာကိုလက်ပြသတ်မှတ်တာတွေနဲ့ဆက်ဆက်ပါတယ်သူတို့ကိုပြန်လဲသူတော်ရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းကအင်မတန်ကြီးကျယ်တယ်၊ဝေချင်းတန်ဖိုးပမာဏအရအင်မတန်များပါတယ်။ဒါပေမဲ့ဒါကိုကျွန်တော်တို့လုံအောင်တဲ့ကိစ္စဆိုတဲ့အသည့်တစ်ခုလောက်ကိုတော့ ်တက်ဆိုင်ရာတောင်းမရှိတဲ့လူတွေစီကိုပါရောက်အောင်သူတို့ကိုယ်တိုင်တတိပြုမိအောင်ကျွန်တော်တို့စိတ်ကူးစားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လက်ချန်နိုင်ငံရေးအကျဉ်းသားစီစဉ်ရေးကော်မတီမှာပါဝင်နေခြင်းဟာအကျဉ်းသားလူရင်းနဲ့ပုံပြီးရင်းနဲ့တဲ့အသေးပဲစောင့်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီကိစ္စမှာပြုပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်1960နှစ်ကျောင်းသားခေါင်းဆောင်ဟောင်းတူဖြစ်သူဦးလတ်ရွှေကလည်းခေတ္တမှာနိုင်ငံရေးအချုပ်အခွင့်ရှိကြောင်းကျောင်းသားတို့အနေနဲ့အဲ့ဒီလိုနိုင်ငံရေးအချုပ်အခွင့်တွေမှာလည်းတိုင်းပြည်သားဝင်ကိုကြည်ကြည်ပြွန်ပြွန်ထမ်းဆောင်ကြဖို့တာဝန်ရှိကြောင်းပြောခဲ့ပါတယ်။ဘမိုင်းမှာ တကယ်လို့အဲ့ဒီဂွေတိုင်းဂွေတိုင်းမှာကိုပါတိုက်တယ်လို့ယုံကြည်အဲ့ဂွေတွေမှာဂွေတွေဂွေတွေဆိုတာတမိုင်းပဲနော်အဲ့လိုဂွေတိုင်းဂွေတိုင်းမှာကျွန်တော်တို့ကကိုယ့်ကိုယ်ကိုတောင်းဆိုပြီးတော့ပြောတဲ့လူတွေရှိမယ်ကိုနဲ့ဒူတဲ့လူရှိမယ်ကိုလို့တဲ့လူတွေရှိတော့အဲ့ဒီရောဘလို့ဝပြည့်ပြည့်ဒီဂွေမှာခမရိုးနိုင်ငံရေးသမားဆိုအမတရားစကားကြီးကိုယ့်ကိုယ်ခန့်ပြီးတော့ကိုယ့်ကိုယ်ကိုခန့်တဲ့လူကလည်းနှုတ်ထွက်တဲခက်ပါလားလူကတကူပေါင်းတကူအောင်လုပ်နေတယ်။တပွဲကောင်တပွဲကောင်တိုက်နေတယ် လို့တော့တစ်သက်လုံးပေါင်းဖို့ခက်တယ်လို့ကျွန်တော် message လုပ်ချင်တယ်။အဲ့ဒီ message လေးကိုခင်ဗျားတို့ကောင်းနေမှာနင်းနေပါမှာအကုန်လို့တော့နင်းနေပါမှာထက်ထားနိုင်လို့ဆိုခင်ဗျားတို့ရှေ့ရှောက်ရှောက်မယ်ခင်ဗျားတို့နိုင်ငံလမ်းကြောင်းမှာတစုံတရာအပြုသဘောဆောင်တယ်တုံ့ပြန်လို့ရှိပဲလို့ကျွန်တော်ပြောလေရုံးချုပ်ဒီနေ့ခန္ဓာကိုခေတ်ဆက်ဆက်ကြောင်းသားသူကိုစားပြုကိုစလေနှစ်ယောက်ဝင်းကျင်တက်ရောက်ခဲ့တာကိုတွေ့ရပါတယ်ခင်ဗျာ။ မန္တလေးမဟာအောင်မြင်မြို့နယ်ကကြောင်ဝိုင်းကိုပြောင်းရွှေ့မယ်လို့ပြောနေတဲ့အတွက်ကြောင်ရောင်းဝယ်သူတွေစိုးရိမ်နေကြပါတယ်။ဒီကိစ္စကိုတော့ RF သတင်းတော်ကိုမျိုးစော်ကတင်ပြထားပါတယ်ခင်ဗျာ။အခြေခံလူလန်းစားတွေအများဆုံးမိခိုနေရတဲ့မန္တလေးမဟာအောင်မြင်မြို့နယ်ကကြောင်ဝိုင်းကိုမန္တလေးတိုင်းအစိုးရရဲ့အစီအစဉ်နဲ့73မှန်ကျော်ဝေးကွာတဲ့နေရာတစ်ကိုပြောင်းရွှေ့ဖို့စီစဉ်နေတာဟာလဲကြောင်ဝိုင်းကိုမိခိုနေရသူတွေအတွက်အခက်အခဲဖြစ်စေတယ်လို့ဆယ်နှစ်ကျော်ကြာကြောင်ရောင်းဝယ်ရေးလုပ်ကင်သူကိုဝင်းနောင်ကဆိုပါတယ်။ တော်ကတော့ကျွန်တော်လောက်တာတော့ဟောလမ်းလေးရောက်မှာပေါ့ဗျာအခုဒီမှာဒီဈေးမှာကျတော့ကျွန်တော်ပြတ်တန်းရတာလေတော့အဆင်ပြေလာပါတယ်။ဒါခုနောက်ပိုင်းကျောင်းဝိုင်းကျောင်းရှိရမယ်ဆိုတာတတ်တယ်ကျွန်တော်တို့တော့ကျောင်းသမားတွေအားလည်းနည်းနည်းကတိလင်နာနိုင်တာပေါ့ဗျာ။အဲဒါကျွန်တော်တို့ကတော့ကျောင်းကိုရှိမှုကကျတော့အဲ့စာနာမပါဘူး။အဲ့ဒီကြောင်ဝိုင်းကို1996ခုနှစ်နဲ့2000ခုနှစ်ကတုတ်တံမြင်နေရာမှာစတင်ခဲ့တာလည်းဖြစ်ပါတယ်။ ကချင်ပြည်နယ်ဖခန့်ဒေသကထွက်ရှိတဲ့ကြောင်စိမ့်တွေဟာနှင်းစင်တဲ့အမျှကြောင်ဝိုင်းကိုရောက်ရှိလာပြီးအဲ့ဒီဈေးကွက်ကနေကြောင်စိမ့်ချောတဲ့အကျန်းတွေထွက်ရှိလာတဲ့အခါမှာတော့နိုင်ငံတကာကိုပြန့်နှံ့ရောက်ရှိသွားတာလည်းဖြစ်ပါတယ်။အဲ့ဒီကြောင်ဝိုင်းရဲ့ဒီကနေ့အခြေအနေတွေနဲ့ပတ်သက်လို့မဟာအောင်မြေကြောင်ဝိုင်းတွင်းကလူမှုရေးအသင်းအဖွဲ့ဖြစ်တဲ့တော်ဝင်ရှိသူတူက RFA ကိုအခုလိုပြောပါဗျာ။ကြောင်သမားများသူကခုခုခုအားကိုအားနဲ့အခုလိုစီစီကားဆောင်းနေဖြစ်လို့အရှင်ချောင်းခွေရပါ ဘုံမှတိလျှောက်တာတဲ့အချိန်မှာအခုလိုစီကီစကားနဲ့အရှင်အရှင်ပြေချောပွေးတဲ့အချိန်မှာအခုနေရာတိကိုသွားမဆိုအိမ်တိမ်ပြောင်းဖို့တော့တနည်းအားတရားတော့ခက်ခဲတာပေါ့ဒီဈေးကိုမိတာဒီပေါင်းနဲ့သိန်းသုံးသိန်းရဲ့ဆွရမယ်ဆိုဒီနဲ့သိန်းသုံးသိန်းရအခက်ခဲနေအများကြီးဖြစ်သွားနေတော့အခုကကျွန်တော်အခြေချပြီးတဲ့နာမှာအခြေချကြတယ်လို့လုပ်နေချင်တရုတ်ပြည်ဈေးကွက်ကိုမိခုံနေရတဲ့ကြောင်ဝိုင်းဟာတရုတ်နှစ်သစ်ကူကာလာတွေတရုတ်ကုန်တယ်တွေအစင်းနေရင်အယောင်းွယ်လဲရက်တန်သွားပါတယ် လက်ရှိမြန်မာနိုင်ငံကိုဥရောပသမဂ္ဂနဲ့အမေရိကန်ကစီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းခဲ့ပေမဲ့လည်းမြန်မာကြောက်စင်းရောင်းဝယ်ရေးလောကဟာတရုတ်ပြည်ဈေးကွက်ကိုငင်းဆန်မှုမရဘူးလို့မဟာအောင်မြေကြောင်ဝိုင်းကအကျိုးတော်ဆောင်တူကပြောပါဗျ။တော်တော်ကြာခဲ့ပြီဆိုတော့ဒီကြောက်စင်းဆိုတာတရုတ်ကပဲဟိုဟာတရုတ်နဲ့ပဲဆက်သွယ်ပြီးတော့ဒီတန်းရောင်းဝယ်ကိုလှုပ်နေကြတာ။ဒီတန်းရောင်းဝယ်လှုပ်နေကြတာတရုတ်တွေကပဲဒီနေ့ဟိုလာပဲဆင်ကြတယ်တရုတ်ကုန်စည်ကြီးကလည်း အဒီကနေပြီးတော့မြန်မာကုန်သေးတွေမှာရှိတဲ့ဒေသခံတွေမှာရှိတဲ့ကြောက်တွေကိုသူတို့လည်းကြိုက်တယ်သူတို့ဆိုရင်ဒါဈေးကောင်းပြပြီးတော့ဝယ်ကြတယ်တရုတ်နဲ့မြန်မာမြန်မာနဲ့တရုတ်ဆိုတာတော့လောက်တဲ့ဒီကြောက်ဆင်းဈေးကွက်အနေနဲ့ပြောမယ်ဆိုရင်တော့တိတ်ခွဲခြားလို့မရတယောက်နဲ့တယောက်ကခုနပြောလို့ပါနော်ကုလူဆက်ဆံနေကြကုလူဆက်ဆံနေကြအဲ့လိုမြန်မာကလည်းတရုတ်ကိုအားကိုးတယ်လို့တရုတ်ကလည်းမြန်မာကိုလည်းအားကိုးဒါအယောင်းဝယ်ပိုင်းစီဝါရေးပိုင်းဆိုင်ရာပြဿနာအဲ့တော့ကြီးမားတဲ့ပြဿနာအဲ့ဒီကတော့ဘာမှမကြုံရဘူး ကြောက်သိရတာဘယ်နဲ့လဲ။ကျန်တဲ့ဟို EU လည်းပဲဖွင့်ဖွင့်အမေရိကလည်းပဲဖွင့်ဖွင့်ဒီတရုတ်နဲ့ကတော့ဒီကြောက်သိစိတ်ပနဲ့ပတ်သက်ပြီးတော့ဆက်ဆံနေရအောင်။လုံးဝတတ်တော့ခါခါကြီးဘယ်လိုပေါ်ကြီးလဲအခုဖြတ်တောက်လို့မဖြစ်ဘူး။ဒီနေ့တော့အဲ့လိုပဲဆက်ဆံနေရအောင်။မန္တလေးတိုင်းဒေသကြီးဆိုရကကြောင်းရွှေ့ဖို့စီစဉ်နေတဲ့ကြောင်ဝိုင်းဟာမန္တလေးမြို့ရဲ့အနောက်ပိုင်းမဟာအောင်မြင်မြို့နယ်အတွင်းက39လမ်းနဲ့41လမ်းကြားမှာရှိတဲ့ ကျောက်ဆင်းရောင်းဝယ်ဈေးကွက်ဟာမြန်မာနိုင်ငံမှာတစ်ခုတည်းရှိပြီးဒီနေ့ကိုလူဦးရေတသိန်းအဝင်အထွက်ရှိတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဟောရစီရေဒီယိုတာဝန်စီစနေကိုနေ့စဉ်မနေ့9နိုင်ကနေ10နိုင်ထိထုတ်နေပြီးညစဉ်9နိုင်ကနေ10နိုင်ထိမေကပြည်တော်စုဝါရှင်တန် DC မြို့တော်ကနေဓာတ်ရဲ့အံလွှင့်နေပါတယ်။ RP တာဝန်စီစမှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေအပြည့် ပတ်စဉ်ဆောင်းပါးတွေကိုလည်းပဲထုတ်ဖွင့်နေပါတယ်။ရပြင် နေ့စဉ်မနက်ပိုင်းအစီအစဉ်မှာတိုင်းသားဘာသာစကားခုနှစ်မျိုးကိုအလှည့်ကျထုတ်လွှင့်နေပါတယ်။ဒီနေ့ကနေ့မှာတော့ဒီနေ့ကနေ့စကားဝိုင်းအစီအစဉ်ကို မနေ့ပိုင်းမှာရောညဘက်မှာပါ နှစ်ကြိမ်ထုတ်လွှင့်နေပါတယ်။ RFA TV နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်တွေကိုတော့ည8:30ကနေ9:00အထိ9:00ဘက်ကြာညစဉ်ထုတ်လွှင့်လည်ရှိပါတယ်။ နေစဉ်အစီအစဉ်တွေကိုဒတင်းနဲ့ဒတင်းပြပူချက်တွေတိုင်းသာအစီအစဉ်တွေနဲ့ထုတ်လွှင့်နေပါတယ်။ဇနီးနေ့ညမှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးအဲဒီအစီအစဉ်ကိုပဲဒတင်းကနေနေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ RFA TV အစီအစဉ်တွေကိုမူလထုတ်လွှင့်နေကြ App Store 7 Jodu အပြင်နောက်ထပ် Jodu အသစ်နှလုံးဖြစ်တဲ့ Asia Set 3 Jodu နဲ့ New Skies ဒိုဒူတွေကနေတဲ့အချိန်နဲ့တပြိုင်နဲ့ Prime Tissue နိုင်ပါတယ်ခင်ဗျာပရိသတ်ကြီးအခုဆက်ပြီးကြည့်ရမှာတော့အင်းလေးကံအကြောင်းသတင်းဆောင်ပါပါရှမ်းပြည်နယ်တောင်ပိုင်းကကဘာကျော်အင်းလေးကံမှာ2030နောက်ပိုင်းအဆိုးအဆုံးရေခမ်းချမှုတွေနဲ့ကြုံနေရပါတယ်ဒီအကြောင်းနဲ့ပတ်သက်လို့ကျွန်တော်တို့သတင်းတော့ကိုကျော်မျိုးထွန်းကဆက်ပြီးတင်ပြပါလိမ့်မယ်ခင်ဗျာရှမ်းပြည်နယ်တောင်ပိုင်းကကဘာကျော်အင်းလေးကံမှာ2030ပြည့်နှစ်နောက်ပိုင်း ဆိုးပွားဆုံးသောရေခမ်းခြောက်မှုနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။မနစ်ကမွေးရသွမှုမြေပါခဲ့ခြင်း၊ရှစ်ပြောင်းတောင်ဆက်ပြုတ်မှုကြောင့်တစ်ပင်တွေမြေပါလာပြီးကံတွင်းနှုတ်ပုတ်ချောက်မှုများခြင်းစတဲ့အချက်တွေကြောင့်ရေခမ်းခြောက်မှုဖြစ်ပေါ်နေရတာဖြစ်တယ်လို့ခရယာကျမကြည့်ရမှာဒေသခံတောင်သူဆိုလာက RFA ကိုအခုလိုပြောပါတယ်။ရေခမ်းနယ်ခိုင်ကြတော့မွေးရလို့ပဲပေါ့။မွေးရလို့နဲ့အတူတောင်ပေါ်ကမွေးရနဲ့အတူပါလာတဲ့နှုတ်တွေကလည်းဖူချာအင်းထဲမှာနှုတ်ဖူတော့ရေတွေကခါးကုန်တယ်။နောက်တစ်ခုက ဲနှုတ်ဖူတဲ့ခိုင်ကြလဲတောင်ပေါ်မှာတပင်းကြီးတွေရမရှိတော့ဘူးခါတိတ်တော့ကျွန်တော်တို့အင်းထဲမှာတောင်ကဒုံးတွေခြေပြောင်းတောင်းရတွေကဟိုညော့ရှိအနောက်ဖက်ဟေးဦးကျင်းရှိပဲအဲ့လောက်ပဲတောင်ကဒုံးတွေတွေ့ရဒီချိန်မှာတဖြည်းဖြည်းနဲ့တောင်ကတော့အဲ့တောင်ရစနစ်တွေကတောင်ဖက်ကိုရွှေလာတန်းတန်းထောင်းအထိခြေပြောင်းတောင်းရတွေများတော့တောင်ပေါ်မှာဝိရိယယူရလေတဲ့ခါမှာ အဲ့နှုံးလေးကိုတင်းမြေးကြီးကတာစီနေနေအရှိနေမရှိပဲနဲ့နှုံးလေးကအင်းထဲမှာရီးလက်ဖို့ချတော့ဒီခန္ဓာနဲ့အဲ့ဒါပဲပြန်ဒီခန်းချောင်းမှုအများဆုံးဖြစ်ပေါ်နေတဲ့ခရယာရွာမှာအင်ပေါ်ခုံ၊ဒေချီနဲ့နန်းဟုဆရဲ့ကြီးရွာတွေကမတ်တရပစ္စည်းရောင်းဆိုင်များရက်ကန်းရုံလုပ်ငန်းရှင်များမှလုပ်ပန်းများငားရမ်းပြီးဝေပြက်သိသိခွင့်ကြခံကဂျော်ဝင်ချောင်းကိုတူးဖော်နေရတယ်လို့လည်းသိရပါတယ်။ဒီခန်းချောင်းမှုကြောင့်ဆက်ပြီးများသွားလာရေးခက်ခဲလျက်ရှိတဲ့ဖောင်တော်ဦးဖျားဝင်းကျင်တွေ ခင်းရရွာမှာချီရွာအဝင်ကအင်းတင်ချောင်းကိုညောင်ရှင်မြင့်နဲ့ဆံမြောင်ဦးကြီးဌာနမှာဆက်ရန်ရန်များနဲ့လုံများတူးဖော်ပေးနေပြီမဲ့အင်းလေးကန်တစ်ခုလုံးအတွက်လုံလောက်မှုမရှိဘူးလို့လေဒေသခံတွေကဆိုပါတယ်ဒီခန်းချောက်မှုကြောင့်ဝါလက်ကြီးတွေဒီလာရောက်မှုနေပါသွားနိုင်တယ်လို့လည်းဆိုက်ပြဖို့ရည်တင်နေရတဲ့အတွက်ရင်ကထက်ဆိုက်ပြသေး25ရာခိုင်နဲ့ပုံများလာတယ်လို့ခင်းရရွာမှာချီရွာမှာဒေသခံထောက်ထားထွက်လိုက်တာ RFA ကိုအခုလိုပြောလာတယ်လူတွေတွိုင်းလက်အရင်နံပါတ်1ပေါ့ကိုကျော်လေးတွေ့ရင်းနေတာပဲတူရစ်စီတောင်မှာဟိုကလေလီစင်တွန်းနေရတယ်ဒီလိုဟာဘလီကြီးခန်းတဲ့အတွက် ကတူအဟိုပါဘလီဒီတွားရလာမလွယ်ကူတော့ပါဘူးဆိုရင်တူ attraction ကိုရောပါသွားတယ်တပြင်းတည်းဟိုတူရီဇမ်လေးပြီးရောသွားမှာတိလက်ရှိခင်းနေကတွင်ဒီနေ့ဇုံနေရာတစ်ခုလေရေလေပိုတဲ့နေရာမှာဒီနေ့6ပေကျော်ရှိပြီမယ်ပေါင်တော်ဦးဖျားအင်းတော့ရမှာတော့ဒီနေ့တပေခွဲခန့်လာရှိတော့တယ်လို့ပြရပါတယ်ခင်းလေးစာပင်ရင်းနှီးမှုသင်ဥက္ကဋ္ဌဥသက်ထုံးကခင်းလေးကံတဘာပေါ်ရင်ထင်းသိင်းလုံးဆောင်နေတဲ့ ING တွေအနေနဲ့နိုင်ငံတကာလူရှင်တွေကပေးတဲ့ထောက်ပံ့ငွေတွေရဲ့30%ခန့်လောက်ကိုခင်းလေးကံအတွက်အသုံးပြုခဲ့မယ်ဆိုရင်လက်ရှိအခြေအနေကပိုအဆင်ပြေနေမှာဖြစ်တယ်လို့ ် RSA ကိုသူ့လိုပြောပါတယ်နိုင်ငံတကာပြည်လာတဲ့အကူအညီနော်ပြည်သူလူထုအတွက်90မပြောနိုင်နော်ဟုတ်လား80 30လောက်လုပင်းရင်တော့ကျွန်တော်အမေရိကန်ဒီနေထက်ခုလက်ရှိအခြေအနေထက်အများကြီးအဆင်ပြေနေပါပြီးခဲ့တဲ့2020ပြည့်နှစ်ကအခုချိန်မြန်မာမှုကြောင့်နှစ်ပေါင်း90အတွင်းစံတင်တင်ရေရော့နဲ့ကြာဆင်းခဲ့ရတဲ့ကမ္ဘာကျော်အင်္ဂလိပ်ရေကန်ဟာရခင်ကအလျား36မိုင်နာခွန်းမိုင်ရှိရမှာ လက်ရှိမှာတော့အလျားဆက်တမိုင်အနံ၄မိုင်လာရှိတော့တယ်လို့လည်းသိရပါတယ်ခုဆက်ပြီးရှမ်းတိုင်းသားဘာသာအစီအစဉ်ထုတ်လွှင့်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပေးဒုက္ခသည်တွေနဲ့ပတ်သက်ပြီး SHRF ကရှမ်းလူခွင့်မှန်တိုင်းကကြီးညာတဲ့ချက်တစောင်းထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီကြီးညာချက်နဲ့ပတ်သက်ပြီးအဖွဲ့ရဲ့ခေါင်းဆောင်ဆိုင်ခန့်ဟန်ဖားနဲ့တွေ့ဆုံမေးမြန်းခန်းကိုမြန်မာဘာသာစာနယ်ထုတ်တင်ပြထားတာကြည့်ရှုရမှာပါခင်ဗျာ။เมื่อซุ้งพี่น้องผู้ป่วแห้งเอาหางเสง RFA ทีวีไฟได้ดังเสงอ๋อตอนตาวงในแต่พี่น้องเขาแต่เลยยินถอมข้อถามตอบอันใจหยีพงเมืองหบทบ องถามผู้ก้อนเก่าเงาสุนไรก้นจึงไต้ SXRF ใจคำาหานฝ่าเกี่ยวเลยลองอันเก้าเงาสุนไรก้นจึงไต้ออกลิกบืนเผาตึกชวนให้หลงปองจึงเต้งจรงเอาปูนพอนลองซึกมันปุ้นเป็นสุนไรก้นแหละเห็นลองให้จ่าเหนือก้นเมืองในจึงไต้ในนั่นค่ะอ๋ออันไรออกลิกบืนเผานะเด้ก็ปืออ่าซึกมานเขาเลยตัง ตับสึกสึงไตปอดของเขาพืชยืดกันเหวเลยไหลตุ้มตื้อยาโกนหวานโกนเมือง อันเกี่ยวข้องสังตั้งปางตึกเจ้าในเหวก็ไหลทุกข่ายาพืชดังน้ำเสื้อหมัดเสื้อหมัดเสื้อยาก็มีเสื้อยาปอทูบก็มีเหวเลยคือหลังเฮิรนดูก็มีเนาะอะไรเลี้ยวในอะไรปลายก็มีดังน้ำก็เป็นเจ้าในแหละหนังหื้อซึ่งมันขาบอนิกึดยืดกว่า หลังจากรายการเห็นปุ๊ยื้อจะไหนในเฮาเล่จงเลยเห็ดดึกปืนเผาทุกย้อนเฮาก็กำผาเขามาจอยลาดจอยจอยลาดจอยว่าบันทีลงบองจึงมานได้กว่าคนเมืองปอดตอนไหนทำยาจักค่ะเนาะมันเป็นในเจวิงต่างยานเนาะมันเป็น นื้อหมอกเสียเอิงแนวอ่ะเนื้อหมอกเสียเอิงเนี่ยแล้ววานก็มีหมอกสักสามสิบวานในอยู่ทั้งหมดทั้งปิดเนาะ อันเตะเปลี่ยนมาในเดะซึกตัวยามานเนี่ยเข้ากว่าตึกกว่าลึบตีอันตับซึกจึงใต้เอสีปอดห้องเขาอยู่ไว้นั่นทางกำในหำมือมือพองสร้างจานในดิลิยะมือวันสร้างจานโต๊ะเลยสร้างวันเนาเอ่อ กำน้ำแต่สองวันในเนาะเขาก็จำเขาตึกแทงเอ่อต่างเมืองเก่าน้ำเล่าจะหน่อยก้าเงาสุนไลก้นจึงใต้แอสเซกแอบในก่อตั้งมามือวันที่หกเลนตีแซมเปอร์เฮงกระปากเกาซิฟปักตาไปด้วยสุนไลก้นเมืองใต้เสออกผืนได้งานฮัลลุงฝ่าหูจอมเงาลายเมืองใต้ปักผืนได้งาน อันก้นตั้งนำหูจักแต่ เป็นผืนป่าผู้ห้ามสุนไลลงมันลึบก้นเมืองใต้ตั้ง ปราบถังหังกันจันลายเส้นถูเรบอันโฮมจุ่มนั่งยิงไต้ส่วนเสปืนเผาในนั่นค่ะอ๋อยินจุ่มขอบเจออย่านำเสเหมาสูงอ๋อတောက်ကြနေညာတွေ RFA ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာပြီးဆုံးပါပြီကျွန်တော်တို့ RFA အစီအစဉ်တွေကို www.rfa.org/bamis ရဲ့ website မှာအချိန်မီကြည့်ရှုနားဆင်နိုင်ပါတယ်အခုကြည့်ရှုကြတဲ့ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညဖြစ်ပါစေခင်ဗျာ